ီကတော့ Apple showroom ပဲဖြစ်ပါတယ်။အိုးလူတွေအများကြီးပဲထဲထဲမှာမဲဒီမှာပြလာတယ်။လေထဲထဲမှာ AC တယောက်ထိုင်မှာ unboxing လုပ်ရတဲ့ feeling ကတော့ wow Hello guys, good morning. Santos Boral here. Welcome to my new blog. Beginner of yes, so so si si shanule. Si, 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 ရံဖြစ်ထားပါတယ်ဒီမှာရံဖြစ်ခက်ထားတာအပြင်မှာနာနာမှာအနာတွေဒီမှာအဆိုအမီမှာလည်းရှယ်ထိနေဒီကောင်ကဖိုက်ခဲ့တာဟုတ်လားရှနူးဟင်းဒီမှာကျွန်မလည်းဖေးပွင့်နေပြီအပြင်ကဘိုးလည်းအသေးနဲ့ခြားနေပြီဟူးဟူးကြည့်ပါဦးပါပြီးအလုပ်သွားရလာအခက်ပြီးဒီနေ့သွားစရာလုံးစရာရှိတယ်ပါဆိုတော့ good guys ဒီနေ့ကျွန်တော် breakfast လုပ်ဖြစ်ပါတယ်ထမင်းကျော်လက်ဖြစ်ရင်လည်းလာမုံအကျန်ဒုံစီကလေးချက်ထားတယ်ဝတ်သားကျော်ပေါ့နော်ဝတ်သားနဲ့ပေါ့နော်အဲ့ဒါဒီနေ့တော့အပူသားမကဲမပါဘူးနဲ့မိုးရီရွာနေလို့မဲ့ဒီနေ့လည်းတနင်္လာရှိနေပြီဒီမှာပေါင်မဲနေရတယ်တဲနေမဲ့ကြာမိုးရွာ ဆိုမင်္ဂလာပါတငယ်ချင်းတို့အခုတော့နနိုင်ခွဲ၃နိုင်လဲပဲထူတော့မှာအပြေမှာမိုးလဲပဲတိတ်ပြီးဆိုတော့ကျွန်တော်အလုပ်တစ်ခုပြီးအောင်တော့လုပ်ရမှာပေါ့နော်ဆိုတော့ဒီမှာ personal နဲ့လေးအစင်သေးလောက်ထားတဲ့ iPad လေးဝယ်မလို့ဆိုတော့အခု iPad တော့ဝယ်မယ်ဗျာကျွန်တော်လည်းထူလိုက်ခဲ့ပါအောင် let's see ဘာ model ဝယ်မယ်ဘယ်မျိုးဝယ်မယ်ဆိုကျွန်တော်ဒေချာလေးမစိုးဖြစ်တာဘူးဒီမှာရောက်မှပဲကြည့်ကြည့်ပြီးတော့မှဝယ်မှာပေါ့နော်ဆိုတော့ let's go စပေါ်နပေါ့ပဲကြာတော့တယ်မိုးတွေလည်း ိုတော့ဒီလောက်မှမှာတော့ရထား station တွေရောက်ပြီဆိုရင်ရထား station ကနေဘဘကိုသွားဖို့တော့ပူစီရမလို့ဘောတော့မိုးဆူမှာနေပါတယ်ရထားငါမြင်လိုက်မြင်အဲ့ဆိုကျွန်တော်အခု iPhone showroom မှာတဲ့တောက်ဝင်มาပဲဖြစ်ပါတယ် central wall chip လို့မှာဘောနော် chip လို့မှာတောက်မှာဆိုတော့အမှတော့ iPhone 17ကိုလည်းပဲကျွန်တော်ကြီးနေအစီအစဉ်ရှိတယ် okay ကျွန်တော်အမှရောက်ပြီ iPhone 17နဲ့လည်းပဲပြပေးမယ်ကျင်းတို့ကို okay လိုက်ကြည့်ပါအောင်ဗျာကျွန်တော်နဲ့အတူတူအဲ့မှာကျတော့ PC quality စစ်တဲ့ဈေးလဲမှန်တယ်ဗောနော်အဲ့ဆိုစိတ်ချရတယ်အမှဝယ်တာဆိုရင်ကျတော့အဲ့ကြောင့်မို့ကျွန်တော်အမှပဲတော့ဝယ်ပါတယ် iPhone Pro နဲ့ Apple product တွေဝယ်ပြီဆိုရင်ကျတော့ဒီ combine BTS station ာတော့ Apple Showroom ပဲဖြစ်ပါတယ်။အိုးလူတွေအများကြီးပဲထဲထဲမှာ။ Oh my god. ကျော။ Sorry. iPhone 17. ဒီမှာ iPhone Subcon series ပဲဖြစ်ပါတယ် iPhone Subcon series မှာတော့ iPhone Subcon ဆိုရင်အကြောင်းလေးဒါတွေရှိတယ်တဲ့2900နဲ့900 3000ပေါ့နော်အပလောလာ 128GB ဒီမှာ 256GB ပဲ 256GB အလောက်ရှိတယ် ဒါဆိုရင်ကျွန်တော် iPhone A iPhone A ကကျွန်တော်ဒီ design ရတယ်ဆိုပပလေးတော့ကင်မရာတစ်လုံးပဲဒီကတော့ကင်မရာနှလုံး UI ဆိုတော့ဒီကောင်ဘယ်လောက်ရှိမလဲ iPhone A 4256 GB ဆို4000ဒီကတော့ iPhone 7 Pro ရဲ့အရောင်အကျတော့မအောင်ဒါပဲလေအဖြေအောင်လားမသိလေပြောင်းအောင်နဲ့အပြရအောင် iPhone 7 Pro ကတော့ 4000နဲ့4000ရှိတယ်ပြောတော့အဲ 56GB ဒီဇိုင်းကကျတော့ကင်မရာ၃လုံးပြူးနေတာပဲမိုင်တော့ဒီကောင်တော့ဒီကောင်တော့မဆိုးအဆို iPhone 7 Pro Max iPhone 7 Pro Max ကကျတော့အားရပါရပဲစိုက်ကကျတော့ဒီကောင် action button ပါတယ်ဒီနာကင်မရာ၃လုံးတော့ပြူးထွက်နေတာပဲကျွန်တော် zoom ဆွဲမှလည်းရိုက်ကြည့်ပြီးတော်တော်လေးမိုက်တယ်ပြောတော့ ဈေးလေးကြည့်ရှင်လေဈေးလေးကြည့်ရှင်လေမာနယ်56ကြည့်ပြီဆိုရင်ပြောတော့4000နဲ့6000ရှိတယ်4000 6000နဲ့900ဆိုတော့4000နဲ့6000လို့ပြောလို့ရတာပေါ့နော်အာရပါသုံးပါလေးစိုက်ကတော့တော်တော်ကြီးတယ်ကျွန်တော်အခုသုံးနေတဲ့ဥစ္စာနဲ့တော်တော်လေးကြီးတဲ့စိုက်ကတော့ဒီပါလေး ဒါတော့ဝင်ချင်းမှာတော့သူရဲ့ iPhone တွေဆိုးလို့ထားတာပေါ့နော်။ဝင်ချင်းတကားနာမှာဆိုတော့ iPad တော့မတွေ့ဘူး။ iPad တော့ outlet မှာဆိုတဲ့ outlet ထဲမှာရှိဘူး။ဒါသူရဲ့ outlet ထားတဲ့နေရာလေးပဲဖြစ်ပါတယ်။အောက်ချမှာလည်းပုံးတွေပဲတွေ့တော့ ။ဒါလည်းအောက်ထပ်မှာလာပြထားပူတော်လာတယ်။ကျပါလာတဲ့ပုံစံလေးကိုသူကပြတာကျတန်ရတယ်တော့ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တော့နည်းနည်းသဘောမကျဘူးဗျာတိရမလားပါပြီးတော့မှတန်ရတာလဲသူရဲ့ဒီဇိုင်းကိုလည်းကျွန်တော်သိတဲ့သဘောမကျဘူး ဒါပေမဲ့ tier free နေတော့လာတယ်မဲဒီမှာပြရတိုင်းဆိုရင်လေးပဲအောင် tier အဖြစ်အောင်လေးသားချက်ခဲအောင်ခဲအောင်ပြောရတာတော့ချက်ရတယ်ခေကိုဒီဝဲမှာ iPad တွေဒီမှာသူ iPad Air Settle မှာဟိုတော့ 128GB ဆိုရင်နောက်တော့ချောင်းနဲ့900ရှိတယ် iPad ပဲစတောင်းလာမအောင်ဆိုရင်ကျတော့ AR28GB ဆိုရင်18900 19900လို့ပြောလို့ရအောင်နော်အလောက်ရှိတယ်အဲ့ဒါမှာ fan ကကျတော့4000နဲ့900ရှိတယ်သူက smart keyboard တွေအစားရှိနေတယ်ဒီကြိုင် MacBook Air တဲ့လားဆိုရင်ကျတော့ MacBook Air ကျွန်တော်မတော့ကျွန်တော်ဒီကနေ့လာတာ iPad အတွက်ပဲဆိုတော့ iPad ပဲကြည့်မယ် iPad Air 13ကတော့ screen အကြီးကြီးစားပဲ13လမ်းမအားလေး ပင်တော့လည်းပဲသူကဒီမှာ battery charger ဒီမှာရှိတယ် Okay iPad 11 inches နဲ့ iPad 13 inches ဘာကျွန်တော်နည်းနည်းလေး confuse ချင်နေပါတယ်ဘယ်ကောင်ကြီးရမှာလဲလို့ယူရတော့ကျွန်တော် M3 ကိုမှာအာ 128GB ပဲယူမှာပေါ့နော်ကျွန်တော်ဓာတ်ပုံလေးတော့ပဲ edit လုပ်ဖို့ဆိုတော့ ူတီမှာ corporation တွေကိုပြပေးတဲ့ M3 နဲ့ M4 ဇာတ်တိတ်တော့မပေါ့ဘူးကျွန်တော်စိတ်ဝင်စားတော့ screen ကြီးတာကိုစိတ်ဝင်စားတဲ့နာမတရားကြီးကြီးနေတဲ့တိတ်အဆင်မပြေပါလားလို့ထည့်သွားတယ်လာလို့ရတာနည်းနည်း confusion နေတယ်ဒီ counter တေးတော့မလားလို့ကတော့ edit လုပ်တဲ့မှာပုံကြီးတွေလုပ်တဲ့မှာခတ်မှာလားလို့အဲ့လိုတွေးမိနေတယ်နည်းနည်းလေး confusion နေတယ် ဏလေးဒီနာလေးကနေစဉ်းစားလိုက်ဦးမယ်ဗျာစက္ကလမကြီးရမလားစက္ကလမကြီးရမလားလို့ခဏလေးဘယ်တည်းစဉ်းစားလိုက်ဦးမယ်ဒီမှာနှစ်ချက်လေးပါလေးကျင်းနေ Okay now so တော့13 inches ပဲယူလိုက်ပါတယ်ဗျာ13 inches ဒီ size ပေါ့နော် iPad Air 13 inches starlight အရောင်လေးယူလိုက်ပါတယ် starlight တန်းလေးအရောင်ပါနော် Okay ကျွန်တော်ရဲ့ pel showroom ကနေအခုတော့အခန်းပြန်နေပါပြီဗျာ unboxing တော့ဒီမှာမလုပ်တော့ဘူးအခန်းရောက်မှ unboxing လုပ်တော့မယ် မောင်မှာတကိုးကြီးဖေးရလာမသိဘူးလူတွေနဲတာပေါ့ညာဒီစုတောင်းနေကြတတူတူဘုတ်ဖစ်စကင်းအဝဲစီအကြည့်ဒါကြအတအမောပြီးမသွားတော့ဘူးဖစ်စကင်းဝဲဘုမသွားနိုင်တော့ဘူးခံမပြန်တော့ဘူးဆိုတော့တငယ်ချင်းတို့ ကျွန်တော်အခန်းလိုက်မှာခဏလေးနားလဲနားပြီးပြီးအမောလေးဖြည်သွားပြီးဆိုတော့ဒီရဲ့အုပ်ဆက်လေးကို unboxing လုပ်တော့မှာပဲဖြစ်ပါတယ်။ Okay ကျွန်တော်လည်းအတူတူ unboxing လုပ်ရအောင်ဗျာ။ ဆိုတော့ဗျာတငယ်ချင်းတို့ကျွန်တော် unboxing လို့လုပ်ပြီးတော့ပြီ unboxing လုပ်တဲ့ဗီဒီယိုခင်ဗျားတို့တွေ့တဲ့အချိန်မှာကျွန်တော် first time ဘဝမှာ iPod ကိုကိုယ်တိုင်ဝယ်ဘူးတာဆိုလို့ဒါ dia first first time ပေါ့နော်အခမ်းအနားမှာ AC တယောက်တစ်ထိုင်မှာ unboxing လုပ်ရတဲ့ feeling ကတော့ wow တကယ်မိုက်တယ်ဆိုတော့ one one သားပါတယ်ဗျာအဆိုဝန်နေတဲ့ကိစ္စအကျတော့ပတ်စံအများကြီးချွတ်သွားတယ်ပေါ့နော်ကိုကပတ်စံအလောက်အထိမသုံးလို့ထားတဲ့အတိုင်းမဲ့သုံးလိုက်ရတယ်ဆိုတော့ပတ်စံချွတ်သွားတော့ဝန်နေရတယ်ဒါပေမဲ့ ကိုဒါမဲ့ က်ဆန်ချွတ်သွားတာကကျွန်တော်ဒီမှာကိုရချင်တဲ့ပစ္စည်းရတယ်လေနော်ကိုအသုံးဝင်တဲ့ပစ္စည်းရတယ်ဆိုတော့လောက်ရကြုံနဲ့ပါတယ်ပေါ့နော်ဆိုတော့ဗျာတငယ်ချင်းတို့အာကျွန်တော်ဒီနေ့ဝယ်ချင်တဲ့ပစ္စည်းလေးကတော့ဝယ်ခဲ့ပြီး unboxing လေးလုပ်ပြီးပြီးလို့ဆက်ရှိတာအကုန်လုပ်ပြီးပြီးအခန်းမှာလည်းအေးအေးဆေးဆေးထိုင်မှာ unboxing လုပ်ပြီးပြီးနော်အကုန်လုံး family လိုက်ကြည့်လဲပဲဒီနေ့ဒေါ်စီလူကြီးကရောဘတ်တက်စီမှာအမ်တခြားနေရာသွားထားတယ်အကျုံအခန်းမှာလည်းဘယ်သူမှလည်းမရှိဆိုတော့ကျွန်တော်လည်းပဲအဲလုတ်စရာတွေတူတူတူပါမှလည်းမရှိတော့ဘူးအရှေ့ရကပ်ပြီးတော့ဒီထိုင်မှာ AC editing ပဲလုပ်တော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီကနေ့ရဲ့ဗီဒီယိုကိုဒီကနေ့ဒီမှာပဲအဆုံးသတ်ချင်ပါတယ်ဗီဒီယိုကိုစုံအောင်ကြည့်ပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အဲစိတ်ချမ်းသာကိုကျမ်းမာနဲ့ပြည့်စုံပါစေကျမ်းမာရေးခိုင်ဆိုင်ပါနောက်တစ်ခုဗီဒီယိုပါပြန်တွေ့ပါဦးโอเค bye bye